တရက်မှာလူလေတယောက်ကလူယိုးလူအလေသမားတယောက်ကိုသူ့ရေတွင်ရောင်းလိုက်ပါတယ်လူယိုးလူအကလည်းသူနဲ့အဆင်ပြေလိုအပ်နေတာမဟုတ်လို့လူလေရောင်းတဲ့ရေတွင်ကိုဝယ်လိုက်နောက်ရက်မနက်မှာလူယိုးလူအကသူ့ရေတွင်ထဲကရေခတ်ဖို့ပြင်တော့အခုနလူလေကရောက်လာပြီတော့မင်းဝန်ကရောင်းလိုက်တာရေတွင်မဲ့လေရေမပေါဘူးမင်းရေခတ်ခွင့်မရှိဘူးလို့တားတာပေါ့လူယိုးလူအကလည်းစိတ်အလွန်ညစ်သွားပြီးတော့တရားရုံးကိုတိုင်ကြားစာရေးလိုက်သူ့ရဲ့တိုင်ကြားစာကိုရရချင်းအမှုစစ်ဖို့ရေတွင်ပိုင်ရှင်လူလေရောဝယ်လိုက်တဲ့လူအပါတရားရုံးမှာစကားလာပြောရတာပေါ့ တရားသူကြီးကလည်းမင်းသူ့ကိုဘာလို့ရေမခတ်ခိုင်းတာလဲရေရင်းကသူ့ကိုရောင်းလိုက်တာမှန်တယ်မဟုတ်လားလို့လူလေကိုမေးတာပေါ့လူလေကလည်းသူ့ကိုကျွန်တော်ရေရင်းပဲရောင်းလိုက်တာရေရင်းပဲတွင်းထဲကရေရင်းမပါဘူးလို့ပြန်ဖြေတာပေါ့တရားသူကြီးကလည်းတစ်ချက်ပြုံးလိုက်ပြီးတော့ဩမင်းကရေရင်းရောင်းလိုက်ပြီပဲဆိုပြီးဒီတွင်းထဲကရေရည်လည်းမင်းဟာလို့ပြောတော့ဒီတွင်းထဲမှာမင်းရေတွေထားခွင့်မရှိတော့တွင်းကမင်းမပိုင်ဘူးလေအဲ့ဒီတော့ရေတွင်းနေထားဖို့ရေတွေထားဖို့အတွက်ငှားကပေးရမယ်ငှားကမပေးခြင်းလေမင်းရေတွေအကုန်ထုတ်ယူသွားအဲ့ဒီတွင်းထဲမှာမထားနိုင်လို့အမိန့်ချတာ လူလေရလဲနေရာတိုင်းလူလေကြလို့မရကြောင်သိရှိနားလေသွားပြီးတော့တရားသူကြီးကလည်းမင်းဘလောက်ပဲလူလေကြကြကောက်ကြက်ပါစေအမှန်တရားကိုဘလို့မှဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူးနေရာတိုင်းမှာတရားမျှတမှုဆိုတာရှိနေသမဲပဲတဲ့